ကုသိုလ်ကံအားကောင်းတဲ့ပုဂ္ဂိုလ်ကြောင့်ငရင်လှုပ်တာမသိရဘူးတဲ့ကုသိုလ်ကံအားကောင်းနေရဲ့ကုသိုလ်ကံအားကြီးတဲ့လူကကိုယ့်ရဲ့မျက်စိရှိနားရှိအာယုံရှိမှာအာကုသိုလ်ဖြစ်တဲ့အနိဋ္ဌာယောအာကုသိုလ်ဖြစ်တဲ့မြင်ကွင်းနေမမြင်ရမတွေ့ရမကြုံရဘူးတဲ့မိမိတို့ရဲ့ကြောင်းတက်ကြီးတွေပြိုလဲသွားတာတွေမိမိတို့ရဲ့တောတုဒနာသာတင်နာတရင်သုံးပေါ်ညီတော်နောင်တော်တွေပြီပြီတော့ပြန်တော်မူသွားတာတွေရှေ့မှာကြုံနေရတာ ဒါဟာမန္တလေးမြို့မှာရှိနေတဲ့သခိုင်းမြို့မှာရှိနေကြတဲ့ရဟန်းတန်ဃာတွေကအကုသိုလ်ကံတွေအကြီးလို့လားနော်ယူကြကြနဲ့ဘုရားမဟောတဲ့ဥစ္စာတွေကိုကိုအဟောလိုမျိုးကောက်လုပ်ပြီးတော့အတ္တနောမတိတွေလုပ်နေကြတာဟာဒါဘုရားကိုအုံးမဲတုတ်နေတာပါပဲဒီကနေ့မှာတော့ဂါထာရွတ်ရင်ငလျင်အန်တွေကနေကာကွယ်တယ်ဆိုပြီးဂျင်းထဲ့နေတဲ့ဂျင်းဖုန်ကြီး ရွှေတကားဆရာတော်ရဲ့အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြေကလင်ကြောင့်ဘုသူတို့နိုင်ငံသူနိုင်ငံသားတွေအားလုံးနှိပါဟာစိတ်တော့ကရောက်နေကြရတာဖြစ်ပါတယ်။ယခုချိန်ထိလည်းပဲပိတ်မိနေတဲ့ဒုက္ခတွေကိုအလုံးစုံကယ်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ဒီလိုအချိန်နေဒီလိုအချိန်မျိုးမှာရွှေတကားဖုန်ကြီးကအွန်လိုင်းပေါ်မှာလိုက်လွင်ပြီးတော့ငလျင်ကင်းတဲ့ဂါထာတွေ ရွတ်ဖတ်ကြပါဆိုပြီးတော့လက်တွေ့မကျတဲ့အကြောင်းအရာတွေကိုပြောဆိုလာတာဖြစ်ပါတယ်ပထမဦးစွာဖြူတကားဖုန်ကြီးလိုက်လွင်ပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်ကိုအရင်ဆုံးလေ့လာကြပါမယ်မိုးညင်းတန်ဘုတ်တွေဇီရီတဲတိအခါတန်ဘုတ်တွေဇီရီအထက်မန်တိုင်းမှာမိုးညင်းဆရာတော်ဘုရားကြီးစီစဉ်ပြီးတော့စီရင်ပြီးတော့ရေးဖွဲ့ထားတဲ့ငလျင်ကာွယ်တဲ့ဂါထာပါအဲကြောင့် လာမဲ့ငရင်ကြီးကြီးလာပြီးရင်ငရင်သေးသေးလေးတွေဆက်လာတယ်သေးသေးလေးတွေလာပြီးရင်ငလျင်ကြီးကြီးတွေဆက်လာနိုင်သည့်အတွက်ဒါကြောင့်ငလျင်ကာွယ်တဲ့ဂါထာကိုမဖြစ်မနေချက်ထမှတ်ထဖတ်ထားစီလိုပါတယ်ယောဒေတိဒေဝဒေဝကံဓမ္မဘကဖလန်တရောနမမိတံအရမကနောသောပါဠိတုပါတုရဟောတဲ့ဆိုတော့သူထောက်ပြသွားတာကမွန်ကြီးတန်ဗုဒ္ဓေဇီတီတီတုံးကအကြောင်းအရာကို ထောက်ပြသွားတာဖြစ်ပါတယ်။လက်တွေ့ကြကြဦးသူတို့စဉ်းစားရမှာကတကယ်လို့ဒါမိုးညင်းတံပုတ်တွေဇီတီဟာဒီနေ့ဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ပြည့်ပြည့်ကျော်နဲ့အနီးကပ်ဆုံးနေရာမှာဒါတည်ခဲ့လို့ရှိရင်ဒီဂါထာဟာကာကွယ်ပေးနိုင်မှာမလားဆိုတော့လက်တွေ့ကြကြဦးသူတို့တွေးခေါ်စဉ်းစားကြရမှာဖြစ်ပါတယ်။ဦးသူတို့နိုင်ငံမှာကလည်းရွတ်ရင်ဖတ်ရင်အန်ရယ်တွေကင်းနေဆိုပြီးတော့တကယ်လိုက်နာကျင်သွားမဲ့တရားတွေကိုအရွတ်ဖတ်တွေမှာပဲလန်းဆုံးပြီးတော့နေရတဲ့အခါမှာဘေးဒုက္ခတွေအမျိုးမျိုး ကြုံလာတဲ့အခါမှာဘလို့မှကုရကြရမရပြီဖြစ်နေကြတာဖြစ်ပါတယ်။ဥဒနရဲ့ဗုဒ္ဓရဲ့ဓမ္မတွေဟာတကယ်ကိုလက်တွေ့လိုက်နာကျင့်သုံးရတဲ့မဲ့ဓမ္မတွေပါ။အာနိယကင်းကျင်ရင်အာနိယဖြစ်ကြောင်းတရားတွေကိုဥဒနတွေကပယ်တတ်ကြရမယ်ဖယ်ရှင်းကြရမယ်ဓမ္မသာလည်းအာနိယကင်းကြတာဖြစ်ပါတယ်။ခုတော့အာနိယကင်းအောင်လို့ဂါထာတွေယွတ်ပိဋိတွေယွတ်နေခြင်းဟာတကယ်အာနိယကင်းသလားမကင်းဘူးလားဆိုတာကို တွေ့တော့ချင့်ချင်ကြရမယ်အချိန်မျိုးကိုရောက်နေပြီဖြစ်ပါတယ်ဆေတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြင် जा ထားပါတယ်ညဗုဒ္ဓကတော့ရှင်းပါတယ်တခါမှဘယ်နေရာမှ နော်ဒါတွေကိုယူကြမင်းတို့အန်ငယ်ကင်းနေငါရဲ့လမ်းစဉ်ကရုပ်ဆိုရင်းလမ်းစဉ်ပဲလို့တခါမှမပြောခဲ့ပါဘူးညဗုဒ္ဓပြောတာက ကြင့်ညာလို့ပြောတာပါဒါကြောင့်မလို့ဝက္ကလိမထေကနော်ခုနကပြောခဲ့တဲ့ဖျားကိုအမြဲတမ်းကြည်ညိုပြီးတော့ရှေ့မှာထိုင်ပြီးတော့ပူဇော်နေတဲ့ခါမှာတော့ အေးငါဟောတာတဲ့တရားတွေကိုနားလည်အောင်လို့မသိရင်မေးနော် နားလည်တဲ့တကယ်ကျင့်တယ်တကယ်မြင်သွားပြီဟေ့ဆိုတော့မှငါဖះကိုပူဇော်ရရောက်တယ်လို့ပြောထားတာနော်ယူရင်ပူဇော်ရရောက်တယ်လို့ပြောထားတာမျိုးမဟုတ်ဘူးတကယ်ကျင့်မှတကယ်နားလည်သွားမှငါရဲ့လမ်းစဉ်အစစ်ဖြစ်တယ်လို့ပြောထားတာအခုကဂါရာတွေကိုကောက်ယူပြီးတော့ယူကြကြနဲ့အန်ရကင်းနေဟေ့ဆိုတာဒါပေါ်တော်တော်လုံးရက်ပဲနောက်ကနေပြောခဲ့တဲ့မင်္ဂလာတုံးမှာပဲကြည်ကြည်လိုက်အာဒေဝနာစဘာလနံဟေ့ဆိုတာနော်မကောင်းတဲ့အကျင့်တွေမပေါင်းနဲ့မကောင်းတဲ့လူတွေနဲ့မပေါင်းနဲ့ မကောင်းတဲ့လူတွေကိုဖယ်ရှားကြအဲ့ဒီလိုမျိုးလူမိုက်လူယုံမာတွေကိုတွားပြီးအားပေးတဲ့ပေါင်းသင်းတဲ့ဟေ့ဆိုရင်လူမိုက်လူယုံမာတွေရဲ့ပေးတဲ့အန္တရာယ်ကိုကြက်ရောက်မှာပဲဒါကြီးကရွတ်လိုက်လို့အန္တရာယ်ကင်းသွားတာမဟုတ်ဘူးလူစိုးလူမိုက်လူယုံမာတွေကင်းသွားရင်အန္တရာယ်ကင်းတာပဲယနေ့တောင်ကိုရီးယားကြည့်ကြည့်လိုက်တချင်ရဲ့လူစိုးလူယုံမာရဲ့အာနာရှင်လက်အောက်မှာရှိနေတော့အန္တရာယ်တွေမကင်းဘူးသူ့ကိုဖယ်ရှားပစ်လိုက်တဲ့နိုင်နိုင်နာနဲ့စနစ်ကောင်းရဲ့အောက်မှာအကုန်လုံးကုနာပြုတ်ခဲ့တဲ့အန္တရာယ်တွေကင်းသွားတာပဲ လူစိုးလူမိုက်ရှိနေရင်လူစိုးလူမိုက်ပေးတဲ့အန္တရာယ်ခံရမှာပဲဒါကတော့လက်တွေ့တဘာဝတွေပဲကမ္ဘာကြီးမှာလည်းထိုနည်း၎င်းပဲအာဏာရှင်လူယုံမာတွေကိုဖယ်ရှားလိုက်နိုင်တဲ့နိုင်ငံတွေဟာအာဏာရှင်လူယုံမာပေးတဲ့အန္တရာယ်မရှိတော့မြောက်ကိုရီးယားယနေ့တည်းကမဖယ်ရှားနိုင်တဲ့အတွက်ကြောင့်မြောက်ကိုရီးယားကနော်ဒီကင်ဂျုံအင်းပေးနေတဲ့အန္တရာယ်တွေကိုတရိုင်းပြည်လုံးခံနေကြရတာပဲဒါကလက်တွေ့တဘာဝပဲယနေ့မြန်မာနိုင်ငံမှာလည်းခေတ်ဆက်ဆက်ဒီအာဏာရှင်လူယုံမာတွေကိုပြည်သူပြည်သားတွေကအပီးတိုင်မဖယ်ရှားနိုင်လို့ပေးနေတဲ့ဒုက္ခတွေပဲ ဒါကြောင့်မလို့အတိဝနာစဘာလနံကယွတ်အမယ်ကိစ္စမဟုတ်ဘူးကျင့်ရမယ်ကိစ္စအခုကဘုံကြီးနေဖြစ်နေတဲ့ပြဿနာကယွတ်ပြီးတော့မကျင့်ရတဲ့ပြဿနာပဲဗဇက်ကတော့အတိဝနာစဘာလနံလို့ပြောပြီးတော့ဒီဆိုလူဆိုလူမိုက်လူယုံမာတွေကိုပဲသူတို့ကိုယ်တိုင်ကပေါင်းနှင်းကြတယ်အပိကြတယ်နော် အာဂရိတွေလိုက်ကြတယ်ဘယာဂရိစန္ဒဂရိနော်ဒေါရဂရိမောဟဂရိအာဂရိတရား၄ပါးလုံးလိုက်နေကြတာပဲအဲ့လိုဘာဖြစ်လာလဲအာနာရှင်တွေကအားရှိလာတယ်အာနာရှင်အားရှိလာရင် အာနာရှင်ရဲ့တက်ဖြတ်ခြင်းအာနေရကိုခံရမှာပဲဒါအသေးအချာပဲ ဗုဒ္ဓရဲ့တရားဟာကျင့်ကိုကျင့်ရမယ့်တရားယုတ်ရမယ့်တရားမဟုတ်ဘူးတကယ်ဆိုဗုဒ္ဓရဲ့ဝါဒဟာရုပ်ဖတ်ခြင်းမှာလမ်းသွန်းတဲ့ဝါဒမဟုတ်ဘူးလက်တွေ့ကျင့်တဲ့ဝါဒဆိုတာကိုအတိလင်းမြင်ကြခဲ့တာ ဖြစ်ပါတယ်သို့တော့ဖြူတကားသေတော်ရဲ့ပြောကြချက်နဲ့သေတော်မင်းတို့ညာဗုဒ္ဓတက္ကသိုလ်ရဲ့မြင်ကြချက်ဟာဘယ်အရာကပိုပြီးတော့ယုတ်တိရှိတယ်ဆိုတာကိုအလုံးသုံးဖြတ်သုံးသပ်နိုင်ကြပါလိမ့်မယ်သို့ဖြူတကားသေတော်ဆက်လက်ပြီးတော့ဘာပြောထားလဲဆိုရင်ဒီနေ့ဦးသိန်းတို့တတိုင်းပြည်လုံး ြုံနေရတဲ့ငလျင်ဘေးဟာမကောင်းမှု အကုသိုလ်ကံတွေအားကြီးလို့ကြုံလာရတယ်ဆိုပြီးတော့ဦးသိန်းတို့ရဲ့ပြည်သူလူထုတွေကိုအကုသိုလ်ကောင်းတွေ ဖြစ်အောင်ဆက်လက်ပြီးတော့စွပ်စွဲထားတာလည်းတွေ့ရပါတယ်ကုသိုလ်ကံအားကောင်းတဲ့ပုဂ္ဂိုလ်ကြောင့်ငရင်လှုပ်တာမသိရဘူးတဲ့ကုသိုလ်ကံအားကောင်းနေရဲ့ရှေးရှေးဆရာသမားတွေပြောပြထားခဲ့တာလေးကကုသိုလ်ကံအားကြီးတဲ့လူကကိုယ့်ရဲ့မျက်စိရှိနားရှိ အာယုံရှိမှာအကုသိုလ်ဖြစ်တဲ့အနိဋ္ဌာယောအကုသိုလ်ဖြစ်တဲ့မြင်ကွင်းနေမမြင်ရမတွေ့ရမကြုံရဘူးတဲ့ခဏလေးပဲစောစောကစနစ်ဝန်းကျင်လောက်ကစနစ်ကြော်ကြော်ကပေါ့စနစ်ကြော်ကြော်စနစ်ခွဲအဲစနစ်35လောက်ထင်ပါတယ်ငရင်လုတ်တယ်ဆိုတာကားပေါ်ရောက်ကားပေါ်ရောက်နေတော့ဘာမှမသိရနောက်ဆုံးပြောသွားတဲ့စကားလေးကို အလုံးမှတ်မိကြပါလိမ့်မယ်သူကတော့ကားပေါ်ရောက်နေလို့ငလျင်လောက်တာကိုမသိတတ်ဘူးဆိုတဲ့သကလုံးနဲ့ဆုံးသက်ထားတာပါဟို့အရှင်နာမှာသူပြောထားတာကအကုသိုလ်ကံအကြီးတဲ့သူတွေဟာငလျင်လောက်တာတွေနဲ့ကြုံတယ်တွေ့တယ်ဆိုတာမျိုးပြောပြီးတော့သူကကြတော့ကားပေါ်ရောက်နေလို့ငလျင်လောက်တာကိုမသိလိုက်ရဘူးဆိုတာပြောထားတာမှာဒါသည်ရွှေကားဖုန်ကြီးဟာမိမိကိုယ်ကိုမိမိကိုယ်ကြီးတွေးလိုက်တယ်ဆိုတာကိုအလုံးသဘောပေါက်ကြမှာဖြစ်ပါတယ်ဆိုတော့အကုသိုလ်ကံအကြီးလို့ငလျင်နဲ့ကြုံတယ်ဆိုလို့ရှိရင် မန္တလေးမြို့မှာရှိနေတဲ့သာသနာ့ပေါင်းမြောင်များစွာကယဟန်တန်ဃာတော်တွေဒုက္ခပေါင်းမြောင်များစွာကြုံပြီးတော့မှသူတို့ရှိမှာပဲမိမိတို့ရဲ့ကြောင်းတက်ကြီးတွေပြိုလဲသွားတာတွေမိမိတို့ရဲ့တောတုသနသာသင်သာသတင်းသုံးပေါ်ညီတော်နောင်တော်တွေပြိပြီးတော့ပြန်တော်မူသွားတာတွေရှိမှာကြုံနေရတာဒါဟာမန္တလေးမြို့မှာရှိနေတဲ့သခိုင်းမြို့မှာရှိနေကြတဲ့ယဟန်တန်ဃာတွေကအကုသို့ကံတွေအကြီးလို့လား ဒါတွေထက်စဉ်းစားစရာတွေအများကြီးရှိပါတယ်ဆိုတော့ဖြူတကားဘုန်းကြီးပြောလိုက်တဲ့ဇာတ်ကားတစ်ခုဟာဦးသူတို့မြန်မာနိုင်ငံမှာရှိနေတဲ့အထူးသဖြင့်မန္တလေးစခိုင်းမှာရှိနေတဲ့ရဟန်းတံဃာတွေကိုအကုသိုလ်ကောင်းတွေလို့တဝိုက်တော်အဖြစ်ဆွဆွဲပြီးသူကတော့ငလျင်ထုတ်တာကိုမသိလိုက်ရဘူးဆိုတော့သူကိုယ်သူတော့သူတော်ကောင်းဆိုပြီးတော့ဂုံတင်သွားတာမျိုးတွေတွေ့ရပါတယ်ဆိုတော့ဟိုရခင်ကလည်းပဲသူကိုယ်သူဂုံတင်ကိုကိုကိုပရိုမိုးရှင်းလုပ်ပြီးတချင်းတွေပလင်ပေါ်မှာ မိုးဆိုဂျိုးဆိုဆိုပြီးတော့မှနာမည်ကြီးခြင်းနဲ့ဘုန်းကြီးဆိုတာကိုဦးစင်ရင်တစ်ခေါက်ကလည်းပဲဒီဘုန်းကြီးနဲ့ပတ်သက်ပြီးတော့ဦးစင်ဗီဒီယိုတွေကိုတင်ခဲ့ဘူးပါတယ်ဆိုတော့ရွှေတကားဘုန်းကြီးဘယ်လဲဘာလဲဆိုတာကိုအားလုံးပြည်သူလူထုတွေသိကြပါလိမ့်မယ်ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ဆရာတော်မင်းတော်ညဘုရားတက္ကသိုလ်ကအခုလိုမင်ကြားထားပါတယ်အားလုံးငလင်ရတော့ရှင်းပါတယ်ယနေ့ပညာရှင်တွေလည်းပဲအားလုံးတွေ့ချက်ပြနေကြတာဒါစကိုင်းဟိမန္တလေး နော်ပြည့်ရကျော်ကြီးတွေရှိနေကြတာပဲဒါကြောင့်မလို့လည်းပဲစကိုင်းမာရေးဆိုတာဒါငယ်နေနေလှုပ်တယ်နော်အမြဲတမ်းဒါဒီပြည့်ရကျော်တွေပေါ်မှာတည်နေတဲ့ဥစ္စာဟာယနေ့ဂျပန်ရေးဆိုရင်လည်းပဲသူပြည့်ရကျော်တွေပေါ်မှာတည်ဆောက်ထားတဲ့အတွက်ကြောင့်နော်ငလျင်အမြဲတမ်းလှုပ်နေတာပဲဒါကြောင့်တို့ငလျင်တန်တွေကိုကာကွယ်နိုင်အောင်ဟေ့ဆိုပြီးတော့တို့တို့ဒါပြည်သူရွေးချယ်တဲ့အစိုးရတွေက ငလင်းပြစ်ပေါ်လာရင်ပါအကုန်လုံးအလံပေးတဲ့စနစ်တွေကဆာကဲတင်ရေးတွေကိုစနစ်တကျလောက်ထားတယ်။အဆောက်အဦတွေကဆာငလင်းတန်းခံနိုင်အောင်မလို့လုပ်မလဲဟေးဆိုတာသူတို့ဆောင်ရွက်ထားကြတာပါပဲ။နောက်ဒီလိုဒီလောက်ထိသိပ္ပံပညာရှင်တွေနဲ့အကုန်လုံးတွက်ချက်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်တတ်တာကွင်းတွေရနေတဲ့ချိန်မှာနော်ယူကြကြနဲ့ဂေါဏကပြုခဲ့တဲ့နော်ဟိုဖယားမဟောတဲ့ဥစ္စာတွေကိုကို့အဟောလိုမျိုးကောက်လုပ်ပြီးတော့အတနောမတိတွေလုပ်နေကြတာဟာဒါဖယားကိုအုံမဲ့တုတ်နေတာပါပဲ။ဖယားကိုစော်ကားနေတာပါပဲ။နောက်ဒါကြောင့်မလို့ ဲဒီဖုန်းကြီးတွေကတော့သိပါတယ်ခေါင်းကပြောခဲ့တဲ့အာအမေရိကန်ဂျပန်သွားခြင်းရင်တော့မှပဲဟေတုပစ္စည်းရောထိုင်ယူခြင်းရတယ်ဆိုတဲ့ယူကြကြတွေကတော့အထူးပြောစရာမလိုပါဘူးဒါကြောင့်မလို့လည်းပဲခေါင်းကပြောခဲ့တဲ့အင်္ဂလင်ကင်းကာရာတို့ဘာတို့တွေကိုယူဘောဘောနဲ့သူကောက်တင်နေတာတွေတွေ့မှာပါပဲနော်ဒါယနေ့ဖြစ်နေတဲ့ချိန်ကြီးကဘာလို့ဖြစ်နေလဲလို့ပြောမယ်ဟေ့ဆိုလို့ရှိရင် ကာလဝိပတ္တိပေးပါပဲမင်းစုမင်းညစ်တွေအုပ်ချုပ်နေတဲ့ချိန်ကကာလဝိပတ္တိပဲကာလဝိပတ္တိပေးရာ ဒုက္ခတစ်ခုကြုံရင်ဒုက္ခစာရိုးလာမှာပဲအခုခုနကပြောခဲ့တဲ့တဘာဝဘေးအန္တရာယ်ဖြစ်တဲ့ငလင်းတန်ဟာလာမယ်လာရဲကြောက်ရောက်လာတဲ့အခါမှာပြည်သူရွေးချယ်တဲ့အစိုးရကာလဝိပတိဘေးကလွတ်နေတဲ့ကာလကောင်းဟွေးဆိုရင်ဒီလိုတွေကြုံတရားအကြောင်းမရှိဘူးခုနကပြောခဲ့တဲ့တတ်တာခွင့်နေရမယ်အခုတော့ပြည့်ပြည့်ကျော်ပေါ်မှာတည်ဆောက်ထားတဲ့နေရာတွေကိုခုနကပြောခဲ့တဲ့ပေါင်ဝါရဘုံကြီးတွေနဲ့အစမတန်နော်ထုချတဲ့အချိန်ပေါင်းများများစွာလှုပ်တဲ့ပြီးတော့စပယ်တောင်တို့လက်ပတောင်တောင်တို့ကျင်းဒီတောင်တို့နော်ခုနကပြောခဲ့တဲ့တောင်ကြီးတွေကိုအကုန်လုံးဖျက်ဆီးပစ်တယ် နော်တွင်းကြီးတွေကိုဟိုအဝေစီတီတူးယူပစ်တယ်ဒီမြေကြီးတွေကိုတည်သွားတယ်နော်အပေါ်ကရှိနေတဲ့တဘောကကြောက်တံပရမကျွန်းတစ်အကုန်လုံးတူးယူတယ်နော်ခုနပြောခဲ့တဲ့တလိဆန်နေမှန်တယ်မြအကုန်လုံးတက်ပြတ်ပြီးတော့တရုတ်ပြည်ကိုရောင်းစားတယ်ဒါရီယာဂေယစနစ်ပျက်စီးလာတာပဲဂေယစနစ်ပျက်စီးလာတဲ့ဟေ့ဆိုရင်တဘောကဘေးရနေတဲ့နေရာဇာတို့လာတာပဲပြောမယ်ဆိုရင်ဒါဟာခုနပြောခဲ့တဲ့နော်မင်းစုမင်းညစ်ဂျီလူလူလူမရွေးချယ်ပဲနဲ့ အာနာဂုမတရားသိမ့်ပိုက်ထားတဲ့တခိုးတွေရဲ့လက်ထဲကိုကြောက်ရောက်နေတဲ့ကာလဝိပတိဘေးဖြစ်တဲ့အတွက်ကြောင့်ဒါတွေကြုံနေတာပဲဒါကြောင့်မလို့ရွှေတကားတို့ကယူကြကြလျှောက်ပြောနေတာဟာဖျားကိုစော်ကားပြီးစန့်ကျင်ပြီးတော့ပြောနေတဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်ဘုသူတို့နိုင်ငံမှာကြုံတွေ့နေရတဲ့ဘေးတွေဟာတိတိကျကျခွဲခြားသိပ်ဖြာကြည့်မယ်ဆိုလို့ရှိရင်လူတွေရဲ့ပြောကားကြောင့်ဖြစ်တဲ့ဘေးရဲ့သဘာဝကြောင့်ဖြစ်တဲ့ဘေးရဲ့ဆိုပြီးတော့နှမျိုးနှစ်စားတွေ့ရပါတယ် ဒီနေ့ငလျင်ဘေးဟာတဘာဝကြောင့်ဖြစ်တဲ့ဘေးဖြစ်ပါတယ်တဘာဝကြောင့်ဖြစ်တဲ့ဘေးမှန်တော်လဲပဲဒီငလျင်တွေဟာလူတွေဖန်တီးလို့ပြုလုပ်တဲ့မျောကတွေလည်းပါဝင်နေတယ်ဆိုတာကိုဦးသိန်းတို့တွေသိပ္ပံပညာရှင်တွေတွက်ချက်ပြောကြားခဲ့အရာတွေနဲ့သူတို့တွေ့ရပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဆယ်တွေအစပဒံတီဆောက်တာတွေဒါတွေဟာငလျင်ဖြစ်ပေါ်နိုင်ခြင်းရဲ့အကြောင်းတရားတွေဖြစ်ပါတယ်ရွှေတွေတူတာတွေကြောက်တံပရမများတွေ အစမတန်သူပြစ်တိုက်တာတွေဟာငလျင်တွေဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတွေဆိုတာကိုပညာရှင်တွေတွေ့ချက်ထားတာဖြစ်ပါတယ်။ဒါတော့မှဥသိန်းတို့မြန်မာနိုင်ငံမှာမြစ်ဆုံရေကာတာကိုတိစောက်မှုမအောင်မြင်နိုင်လို့ပါ။တကယ်လို့တော့မြစ်ဆုံရေကာတာကြီးတာတိစောက်မှုအောင်မြင်သွားခဲ့မယ်ဆိုလို့ရှိရင်ဒီတက်မကတဲ့ပြင်းထန်တဲ့ငလျင်ဘေးတွေနဲ့ဥသိန်းတို့တွေကြုံကြိုက်ကြရမှာပါ။ပြီးတော့တဘာဝကဖြစ်ပေါ်လာတဲ့ငလျင်လိုဘေးမျိုးဟာဥသိန်းတို့ဘယ်နှစ်ဘယ်ချိန်ဘယ်ရက်မှာ လှုပ်ခတ်မယ်ဆိုတာကိုကြိုတင်ခံမှန်းလို့မရပါဘူးဒီအန်ဒီယန်နဲ့ကြုံလာပြီဆိုလို့ရင်ကာလတံပတ်တိခစ်လို့ခေါ်တဲ့ကောင်းမွန်တဲ့အစိုးရကသာလျှင်အုပ်ချုပ်ခဲ့မယ်ဆိုလို့ရှိရင်နောက်ဆက်တွဲကဲတဲ့မှုလုပ်ငန်းတွေဟာအလျင်အမြန်ပြပြမှာဖြစ်ပါတယ်အခုပိတ်မိနေတဲ့ပြည်သူလူထုတွေစင်ရတို့ကရောက်နေကြတာတွေဟာနောက်ဆုံးသူတို့တွေကိုပိတ်မိနေတာတွေကဲထုတ်နိုင်မှုနှောင့်နှေးကြံ့ကြာသွားမယ်ဆိုရင်အထဲမှာပဲအသက်ဆုံးရှုံးရမယ့်အနေအထားမျိုးတွေရောက်နိုင်တာတွေပဲဖြစ်ပါတယ် မင်းအွန်လိုင်းလိုအစိုးရအမိခံထားတဲ့အာနာယူတွေလက်ထက်မဟုတ်ဖဲနဲ့ပြည်သူကရွေးချယ်တင်မြောက်တဲ့အစိုးရတွေလက်ထက်မှာဆိုရင်ဒီလိုအန္တရာယ်တွေကြာရောက်လာတဲ့အခါမှာအလင်းအမြန်ကဲတဲ့နိုင်ရမှာပဲဖြစ်ပါတယ်နိုင်ငံတကာကလည်းအွန်လိုင်းကျင်းနိုင်တဲ့လာရောက်ပြီးကူညီကြမှာဖြစ်ပါတယ်အခုကာလဝိပတ်တိလို့ခေါ်တဲ့မကောင်းတဲ့အာနာရှင်တွေအုပ်စိုးနေတဲ့အခါမှာနိုင်ငံတကာကလည်းပဲထိထိရောက်ရောက်ကဲတဲ့ဖို့အာယုံမရကြတယ်လို့လာပြီးတော့ကဲတဲ့ဖို့တော့ န်းလန်းတဲ့သူတွေကိုလည်းပဲငါတို့နဲ့ပလဲပဏံမတည့်တဲ့သူတွေဆိုလာမကယ်နဲ့ကွာငါတို့နဲ့ပလဲပဏံတည့်တဲ့သူတွေတရုတ်လိုလိုရုရှားလိုလိုနိုင်ငံလောက်ပဲငါတို့တွေကယ်တယ်ခွင့်ပြုမယ်ဆိုပြီးတော့ကန့်တတ်တာတွေဟာလည်းပဲဒါဟာဥစဉ်တို့တိုင်းသူပြည်သားတွေကယ်တယ်မှုတွေနောက်ကျခြင်းရဲ့အကြောင်းတရားပဲဖြစ်ပါတယ်ဒီတော့ဒီနေ့ငလျင်နာခံကြရတဲ့ငလျင်နဲ့တွေ့ကြုံကြရခြင်းသည် အကုသိုလ်ကအာကြီးလို့မဟုတ်ပါဘူးအကုသိုလ်ကအာကြီးနေတဲ့ပုဂ္ဂိုလ်တွေကအာနာကိုမတရားရယူထားလို့ပဲ ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ရွှေတကားဖုန်ကြီးဆွဆွဲချက်သည်ဗုဒ္ဓဝါဒနဲ့စန့်ကျင်ယုံနေမှာပဲနဲ့ဘုသင်တို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာယဟန်တော်တွေကိုပါစော်ကားမော်ကားပြုတ်လိုက်တဲ့လို့ရပဲဆိုတာကိုအလုံးသိရှိကြဖို့လူအကြောင်းပြောကြရင်လည်းဒီပြောကြားချက်ကိုနေကုန်ကပါသုံးသပ်ပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်